ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူရှင်မင်းကံဘလူးရှိသားထားတဲ့ဖားမယ်စိန်နဲ့တစေလန်းနဲ့ညအပိုင်း103ကိုတင်ဆက်ပေးကြပါရစေ။အစီအစဉ်လေးစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်ပြဗီဒီယိုတွေကိုအချိန်နဲ့တစ်ပြေးညီသိရှိစေဖို့အတွက်ဘေးနား Notify Bell လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါရစေ။ကျမတို့အစီအစဉ်တင်ဆက်သူဟေမန်ကကူဖြစ်ပါရစေ။အချိန်ကညတကောင်ကျော်ပြီဖြစ်ပါရစေ။ ဒီချိန်ကြီးမှာအင်းနိုင်ရွာမှာတဟီဟီဆိုတဲ့ကလေးငိုတန်တွေလည်းပေါ်ထွက်လာခဲ့ပါရဲ့ကလေးတွေဘာလို့ငိုနေကြရလဲအောင်ရနဲ့အောင်လေငါသားတွေဘာဖြစ်လို့လဲမိဘတွေကငိုယိုနေကြတဲ့ကလေးငယ်နှစ်ဦးကိုစိုးရိမ်တကြီးမေးကြပါရဲ့ငွေဦးနေကြတဲ့ကလေးတွေက10နှစ်အရွယ်နဲ့6နှစ်အရွယ်ကလေးတွေပါကလေးငိုတန်တွေကြောင့်ဘေးဝိုင်းနေရပါနိုးလာကြပြီကလေးတွေဘာဖြစ်တာလဲဗျလာကမေးကြပါရဲ့ကျုပ်တို့လည်းမသိဘူးဗျကျုပ်တို့လည်းသူတို့ငိုလို့နိုးလာကြတာဘာမှမေးလို့မရဘူးဗျ အောင်ကြီးအောင်လေးတို့ရဲ့အဖေဖြစ်သူကပြောပါရယ်အကြီးကောင်ဘာဖြစ်တာလဲငါသားရဲ့အမေကိုပြောစမ်းပါငါသားရဲ့မိခင်ဖြစ်သူကချော့ကမေးပါရယ်ဟိုဟိုမှာမျက်လုံးနီတတို့ချောက်တို့ဆွဲဆွဲချနေတာပရင်တကားစီကိုလညိုထူပြီးအောင်ကြီးကပြောပါရယ်ခလေးတွေလညိုထူပြနေတဲ့အိမ်ကျင်ဘက်စီကိုလူကြီးတွေကြီးကြပေမဲ့လေဘယ်အရာကိုမှမတွေ့မမြင်ပါဘူးဟာဒီကလေးတော့အပမိပြီးထင်တယ် အပမိတယ်ဆိုရင်ဘလို့လောက်အောင်လဲဗျာဒီပုံစံတိုင်းသာဆိုရင်ဒီကလေးတွေရောလမ်းပြမြစ်တစ်ခုခုဖြစ်ကုန်တော့မှာပဲလူကြီးတွေကကလေးတွေအတွက်စိုးရင်သားကြပါတယ်ကလေးတွေကမျက်လုံးတွေစုံမိကအော်ဟစ်ကငိုယူနေရှာပါတယ်ခင်ဗျားတို့ဒီတိုင်းမနေကြတော့မှာလားအပမိရယ်ဆိုရင်တောင်ထွင်းရဖောက်မဲ့စိန်ကိုသွားပြီးတော့ပင့်ရမှာပေါ့ဗျညဘက်ကြီးပင်လို့ကောင်းပါမလားကွာဟာဗျာရွာတကြီးကိုအကျိုးအကြောင်းပြောပြီးအတုခွာမှာပေါ့မဟုတ်ဘူးလားဗျရွာသားတွေအကြံပေးတဲ့အတိုင်းအင်းနိုင်ရွာတကြီးဥဖိုးမန် AC ကိုအပြေးသွားကြပါတယ် အင်းနိုင်ရွာတကြီးဥဖုံးမန်နှိုးယူပြီးတော့တကြီးကျောက်သားရီအပမိနေရဲ့ဗျာအဲ့ဒါတောင်ထွန်းရွာဖွားမယ်ဆိုရင်ကျုပ်တို့သွားပြန်ရမယ်တကြီးအောင်ကြီးတို့ဖေကိုတန်ရွာတကြီးဥဖုံးမန်ရှင်းပြပါရယ်အေးဒါဆိုလဲတောင်ထွန်းရွာကလိုက်ခဲ့ပါမယ်ကွာမင်းတို့နွားလဲရောအစ်စ်မင်လားအစ်စ်မင်အစ်စ်မင်တကြီးအေးဒါဆိုလဲသွားကြပါဘောကွာရွာတကြီးဥဖုံးမန်ကိုရိုင်းတောင်ထွန်းရွာကိုလိုက်လာခဲ့ပါရယ်အချိန်ကညတကောင်ကျော်ကြီးမို့မိတို့အလင်းနဲ့နွားလေးလေးကိုမောင်းလာကြတာပါတောင်ထွန်းရွာမှာရှိတဲ့ဖွားမယ်ဆိုင်ရဲ့ AC ကိုတမ်းမတ်ဆောင်မောင်းလာခဲ့ကြပြီး ဖွာဖွာရေကြောက်ပါအင်းနိုင်ရွာတကြီးဥဖိုးမှန်ပါဗျခြံဝိုင်းရှိရနေဩခေါ်ပါရေမိဝင်ခြံရှိရအတန်ကြားလာဖွာမဲ့စင်အိပ်ပျော်နေရနေနိုးလာခဲ့ပါရေကြောက်ကြားရဲ့မိမိခွက်ထုံနေလို့ကြောက်သွားကြည့်လိုက်မယ်နော်ပြောကတော်ဝင်းကစီမိခွက်ကိုကင်ကခြံဝိုင်းနဲ့ဆင်းလာခဲ့ပါရေဘသူတွေလဲကြောက်ပါဗျအင်းနိုင်ရွာတကြီးဥဖိုးမှန်ပါဗျဟဲတကြီးဥဖိုးမှန်ညဘာကြီးရောက်ချလာပါလားတော်ဝင်းကပြောတော့ ဟုတ်တယ်ဗျရွာမှာကလေးတွေငိုနေကြလို့အဲ့ဒါဖောက်အေးတကြီးလာပေးရတာပါဒါဖြစ်လဲခြံထဲဝင်ကြပါအောင်အမေလဲနိုးနေပါပြီကျော်ဝင်းကတကြီးဥဖုံးမန်တို့ကိုခြံဝိုင်းထဲဝင်ခိုင်းပါတယ်မောင်ဖုံးမန်လာကွဲ့ဟုတ်တယ်ဖောက်ကျုပ်ဖုံးမန်ပါဗျဖောက်မေစိန်ကအိမ်ပေါ်ကဆင်လိုက်မေးရှာပါတယ်ညာကြီးတကောင်ဘာရင်းနဲ့အေးကြီးရလဲကွဲ့ကလေးနှစ်ယောက်ညာဘက်ကြီးအုံငုံနေကြလို့ဗျကြည်ရကလေးတွေတခုကခြောက်နေရပုံပဲဟမ်ဘယ်ကောင်ကညာကလေးတွေဒုက္ခပေးနေရလဲကျုပ်တို့လည်းအားကြောင့်ဖောက်လာပင်းရတာဗျ အေးလေသွားကြတာပေါ့မိဝင်ခြံတကောက်သေးချပိတ်ထားတော့အမေလိုက်သွားကြည့်ဦးမယ်ဟုတ်ကဲ့အမေတော်မင်းကခြံတကောက်အနီးကိုလိုက်ပို့ပေးရှာပါရယ်ဖွားမင်းစိန်ကတော့အင်းနိုင်ပါကိုတကြီးဥပ္ပမန်တို့နဲ့အတူနားလေကလေးနဲ့လိုက်လာခဲ့ပါရယ်အင်းနိုင်ရွာကိုရောက်တော့ဖွားဒါအကျုပ်အိမ်မှာကျုပ်သားလေးတွေကြည့်ပေးပါအောင်ဗျာကိုတန်းကပြောပါရယ်ဖွားမင်းစိန်ကခေါင်းကိုညှိပ်ပြီးဖွားကြည့်ပေးပါမယ်ကွယ်ပြောကအိမ်ထဲဝင်လာခဲ့ပါရယ်အမေသားကြောက်တယ်သားကြောက်တယ် မိခင်ကိုဖတ်တွေ့ထားပြီးကလေးတွေကတဟီဟီနဲ့အောင်းကုန်နေကြပါရဲ့။တောင်ဝေကြီးထောက်ကဝင်လာတဲ့ဖွားမေစိန်ကိုမြင်ကြတဲ့ရွာသူရွာသားတွေကနဘေးဥကကလမ်းဖယ်ပေးကြပါရဲ့။ဖွားမေစိန်ကတော့ပရင်တကားကိုကြည်ကငိုယိုနေတဲ့ကလေးတွေကိုရက်ကြည့်နေခဲ့ပါရဲ့။အဲ့လိုကြည့်နေရင်နဲ့ကဲညီလေးတွေဒီအဖွားကြီးစီကိုလာကြပါအောင်ကွယ်။ပြောကဖွားမေစိန်ကအောင်ကြီးနဲ့အောင်လေးညီကိုကိုခေါ်လိုက်ပါရဲ့။သားတို့အမေကြီးစီကိုသွားကြလေ။အမေကြီးကသားတို့မကြောက်လို့ပြီးမာတဲ့။တော်တော်အမေကြီးစီကို။ မိခင်ဖြစ်သူပြောတဲ့အခါမှာအောင်ကြီးတို့ညီကိုလည်းဖွားမဲ့စိန်နာကိုသွားကြပါရယ်။ငါမီးတွေဘသူကဘလို၆လက်နာလဲဖွားပြပြစမ်းဖွားသူတို့မီးလေးကိုစားဆုံးမပေးမယ်ကွယ်။ပြောတဲ့အခါမှာအောင်ကြီးကကြောက်ပေးမယ်လေလက်ညိုလေးထိုးပြီးဟို့ဟို့အောင်မေဘွားမျက်လုံးနီနီကြီးနဲ့လူကြီးကသားတို့အိတ်ညာကို၆တွေဆွဲချတယ်။ခေါင်းကြီးသေးလိုက်ကြည့်လိုက်နဲ့သားတို့ကြောက်အောင်၆တွေဖွားဖွားကြီး။အဲ့လိုပြပြပါရယ်။ဟုတ်ပြီ။ဒါဆိုရင်အဲ့ဒီအကောင်ဖွားခေါ်ပြီးတော့မေးကြည့်မယ်။ကဲခုချက်ချင်းငါရှေ့မှာအရောက်လာစမ်းဟဲ့။ တုံကနေနဲ့ဖွားမဲစိန်ကတောင်ဝေးစီကိုမြေပေါ်ချပြီးအမိတ်ပေးကခေါ်လိုက်ပါရယ်အဲ့လိုခေါ်ရခါမှာချက်ချင်းမင်းတပေးမှာရန်နေတဲ့ရာသူအမျိုးသမီးရဲ့ခန္ဓာကိုယ်ကဆက်ကနေတုန်ခါသွားပြီးရဲ့နောက်ကြံမော်ကိုစောင်းကြောက်စီထိန်ချလိုက်ပါရယ်။ကောင်းကြီးငိုင်ဆိုင်ကြီးဖြစ်နေတဲ့အဲ့ရာသူအမျိုးသမီးကိုရောက်ပြီလား။ပြောစမ်းဘာလို့ကလေးတွေနဲ့ခြောက်လန့်နေရလဲ။ဖွားမဲ့စိန်မိတဲ့ခါမှာမကျင်နဘူး။လောကမကျင်နဘူး။ဒေါသတကြီးနဲ့អော်ပါရယ်။ဟဲ့ဘာအောင်မကျင်တတ်တာလဲ။ဖွားမဲ့စိန်ကမိတော့ ထင်းတို့မကျေနပ်တာထင်းတို့မကျေနပ်တာဖွားမဲစိန်ကိုဖက်ကဖွားမဲစိန်ရဲ့ကိုလုံးနဲ့꿰ကကြည့်နေကြတဲ့အောင်ကြီးနဲ့အောင်လေးညီကိုကိုလက်ညှိုးကြည့်ထူကအော်ဟစ်ပါရယ်အမလေးမြတ်ဘောင်မကျေနပ်တာလေပြောစမ်းငါ့ကိုဖွားမဲစိန်ကတောင်ဝေးကိုကျမ်းပေါ်စောင်းချောင်ပြီးမေးတော့ဝင်ပူးတဲ့သူကလည်းညနေတော့ကကျောက်ပတ်သာထိုင်နေအောင်ဒီကောင်လေးကကျောက်ကိုဝင်တိုက်တယ်ဝင်တိုက်ရုံနဲ့အားမြသေးဒီအကောင်ကြီးကကျောက်ကိုတတွင်းနဲ့ထွေးသွားသေးတယ် ဲ့လိုပြောတဲ့အခါမှာကိုတန်းတို့လင်မြအပါဝင်ရက်ကျင်နေတဲ့သူတွေအံ့ဩကုန်ကြပါတယ်တစ်ဖက်တည်းကစကားနဲ့တော့မယုံနိုင်သေးဘူးငါတို့မေးကြည့်မယ်ဆိုကဖွားမဲ့စိန်ကအောင်ကြီးကိုမီးလေ तू ပြောတာဟုတ်လားမီးတဲ့အခါမှာတော့ပါတို့တတွေးလည်းမထွေးဘူးမြင်လည်းမမြင်ဘူးညနေသားနဲ့ညီလေးတို့ပြေးတိုင်းဆောင်ရင်ညီလေးလဲသွားလို့သွားထုတ်ပေးပြီးတော့ဖတ်ဖတ်လုပ်ပေးရဖွားဖွားအောင်ကြီးအဲ့လိုပြောတဲ့အခါမှာဖွားမဲ့စိန်ကကောင်းညိတ်ပြီးခလေးတွေကမမြင်လို့မသိလို့ဖြစ်တာပဲကွယ်ခွန့်လို့ပေးလိုက်ပါ ဖွားမဲ့စင်အောင်ပြောပြီးမဲလဲဘာစကားမှပြန်မပြောပဲနှုတ်ဆက်နေပါရယ်။ကဲငါပြောတာအောင်မအဖတ်မလုပ်ဘူးဆိုရင်တော့ဒီကလေးတွေကို၆လမ်းနဲ့အတွက်နင့်ကိုအပြစ်ပေးရမယ်။ဖွားမဲ့စင်လေးတန်းမမနဲ့ပြောတော့မလုပ်ပါနဲ့ဗျာ။ကြုတ်ကိုတတွေးနဲ့ထွေးလို့ဒေါသနဲ့၆လမ်းခဲ့မိတာပါ။ကလေးတွေဆိုတော့ဘယ်သိမလဲကွယ်။နောက်ဆိုတွေ့လျာမှာတတွေးမထွေးဘူး။ထွေးမိတော့မှကြော့ကြော့ပြောခဲ့ဖို့လဲမှားထားပြပါမယ်ကွယ်။အမေကြီးကိုကြောက်လေးစားလို့ဒီကလေးတွေခွတ်လို့ပြလိုက်ပါမယ်။ကြောက်ပြမယ်ဗျာ။ပြောကရွာသူအမျိုးသမီးလဲကြသွားပါရဲ့ ကဲနီလေးတို့တွေ့တယ်နော်အခုလိုဖြစ်ရလူကြီးတွေကြောင့်ကွယ်ကလေးတွေလည်းဖတ်ဖတ်လို့တွေ့ထွေးခိုင်းတာအမောက်ပြောကတည်းရူမပူကပ်ဘူးလို့ထင်နေကြတာသူတို့လည်းတွေ့နေထွေးခိုင်းရစိတ်ဆိုးကြမှာပေါ့ကွယ်နောက်ကိုတွေ့ကိုတွေ့ရမထွေးကြလေနဲ့အချိန်အားဖြင့်ဆိုရင်တော့ညနေနေဝင်တရောလောက်ပေါ့ဟုတ်ကဲ့ဗျကျွတ်ကလေးတွေမှားထားလိုက်ပါမယ်တင်းရလဲချက်သွားပြီမို့လို့ဖောမင်းစိန်ကရော်သူရော်သားတွေကိုမှားနေခဲ့ကြမှာအောင်စီနဲ့အောင်လေးအတွက်လည်းအဆောင်လက်ပတ်ကျူလီတွေဆွဲပေးလိုက်ပါရဲ့ အောင်ကြီးနဲ့အောင်လီလည်းအကြပြေသွားကြရှာပြီးမို့လို့ဖွားမဲ့စိန်ကိုကြော်ပါရယ်။လာရတဲ့ကိစ္စလေးရှင်းလင်းသွားပြီးမို့လို့တကြီးဥဖိုမန်ကဖွားမဲ့စိန်ကိုသူ့ရဲ့အိမ်ကိုခေါ်သွားခဲ့ပါရယ်။မကြခင်မှာလင်းကျက်လေးတွန်းတော်မှာမို့လို့ဖွားမဲ့စိန်နဲ့တကြီးဥဖိုမန်နဲ့စကားပြောနေခဲ့ပါရယ်။မိုးလင်းတဲ့အခါမှာဖွားမေစိန်ကိုမနက်စာဖွဲ့ဖွဲ့ရရပြင်ဆင်ကျွေးမွေးပြီးမှတကြီးဥဖုံမှန်ကိုရိုင်းတောင်ထွံရွာကိုပြန်ပြီးတော့လိုက်ပို့ပေးရှာပါရယ်။ဖွားမေစိန်နဲ့ဖုန်ကြီးကြောင့်ကတည်းကမှဟေးဖိုးရှုပ်ဖြာမပြားနဲ့ဒီလိုလာခဲ့ငါတူ ဖိုးရှုပ်ကိုဦးကြီးဖြစ်တဲ့ဦးကံခေါ်ပါရယ်ဖိုးရှုပ်လည်းဦးကြီးဖြစ်သူလဲနေတဲ့ကွပြက်ခင်းစီကိုရောက်လာခဲ့ပြီငါတူကြီးဦးကြီးမရှိတော့ရင်မေးဘလို့ရှေ့ဆက်ရှောက်မလို့စိတ်ခူတာတည်းကွဟွန်းဘူးကံရဲ့စကားကြောင့်ရှစ်နှစ်သားကလေးဖိုးရှုပ်ဖြေဖို့စဉ်းစားပါရယ်ဦးကြီးကဘယ်တော့မှမလို့လဲဗျဦးကြီးကစမ်းမိုင်မကောင်းတာငါတူကြီးမြင်တာပဲလေဦးကြီးလည်းမင်းအဖေနဲ့အမေနောက်လိုက်သွားရော်မယ်ထင်ပါရဲ့ငါတူကြီးကအဲ့လိုပြောတဲ့အခါမှာဖိုးရှုပ်မျက်ရည်တွေဝိုင်းလာခဲ့ပါရယ်ပြီးရင်တော့ ကျုပ်တော့ထားမသွားပါနဲ့ဦးကြီးရဲ့အဖေနဲ့အမေလည်းရှိရတာမဟုတ်အခုဦးကြပါကျုပ်ကိုထားသွားရင်ကျုပ်ဘသူနဲ့နေရမှာရောဗျပြောရင်းနဲ့ဖိုးရှုပ်ကငိုချပါတယ်ငိုပါနဲ့ငါတူရမင်းကလေစိတ်ကလေးကပြောလိုက်တာလာပါဦးကြီးစီဦးကလည်းစိတ်မကောင်းဖြစ်တာကြောင့်သူဖြစ်သူကိုပွေဖက်ပေးထားရှာပါတယ်အဲ့လိုပွေဖက်ထားရင်ဦးကြီးပြောမယ်ဦးကြီးရဲ့ကျမရသိမ်ကောင်းငါတူဦးကြီးမသေးခင်မင်းကိုဖုန်းကြီးကြောင့်မှာအတ်ထားခဲ့ခြင်းနဲ့ကိုရင်ဝတ်ချင်လားဖုန်းကြီးကြောင့်သားပဲလုံမလားတော့မင်းဆုံးဖြတ်ပေါ်ကွာကျုပ်ကိုရင်တော့မွေးချင်ဦးကြီး ဦးကြီးစိတ်ချမ်းသာမယ်ဆိုရင်တော့ကျုပ်ဘုန်းကြီးကျောင်းသားဘွားနဲ့နေပေးပါမယ်။ဖိုးရှုပ်ရဲ့စကားကြောင့်ဥကံဝမ်းသာသွားရှာပါရယ်။ဖိုးရှုပ်လီကသဘောတူရာကြောင့်ဥကံကိုယ်တိုင်ဖိုးရှုပ်လီကိုရွာကျောင်းဝဆရာတော်စီအနှံကဘုန်းကြီးကျောင်းသားဘွားနဲ့နေစေခဲ့ပါရယ်။ဖိုးရှုပ်လီကလိမ္မာရာကြောင့်ဆရာတော်ကြီးကလည်းသဘောကျပါရယ်။ဖိုးရှုပ်ဟေးညဘအပေါ်သွားရင်တောက်ထဲမသွားနဲ့နော်ကြားလား။ဘာလို့လဲဝတ်ပူရဲ့။ဖိုးရှုပ်ကပြန်ပြီးတော့ဝတ်ပူကအိမ်သာတောင်းကတီးပင်ပေါ်မှာနေရတဲ့ရဲမှာအရန်ချောက်တာကွာ။ဒါကြောင့်မင်းကျောက်တယ်မသွားနဲ့လို့ငါကပြောတာ။ ဝတ်ပူရဲ့စကားကြောင့်ဖိုးလျှော့မျက်လုံးပြူတာပါရဲ့ဟေးဖိုးကြီးเจ้าမှာတည်းရဲ့ရှိတယ်ဟုတ်လားရှစ်လို့ပြောတာပေါ့ကွာအဲဆိုเจ้าအကိုရင်နေနဲ့ညဘက်အပေါ်တိုင်းအတူတူသွားတာတောက်ထဲဆိုထင်အောင်ခြောက်လန့်နေရဲ့ကွာအဲ့တည်းရဲ့မောင်ဆရာတော်ဘာမှမလုပ်ပြုတ်လားဆရာတော်ခွင့်ပြုလို့နေနေရကွာဒီတည်းရဲ့မှာတိတ်လေတာဆရာတော်ရှိရင်ညင်နေရပဲတိုင်းမဲ့တလောင်းကเจ้าမှာတဲတဲ့ဧည့်သည်အတော်ကြီးတယောက်ကတော့မှခြောက်လန့်လိုက်သေးရဲ့လေသူကအဲ့အတော်ကြီးကိုဘလို့ခြောက်တာလဲဝတ်ပူရဲ့အေးငါပြောပြမယ်ဖြစ်ချင်တော့ကွာအဲ့ဒီအတော်ကြီးကမြို့ဝလာတာကွာ ။သူကငါတို့တတိမထားမိခင်တောက်တဲ့အိမ်သားကိုထွက်သွားတာ။အချင်းကလည်းညနေလောက်ပဲရှိသေးတယ်ကွာ။အတော်ကြီးအိမ်သားဆင်လာတော့တိပိကြတဆက်ဆက်တုံခါနေရတယ်လေ။ဟိုမင်းတွေ့ဘူးသလား။နောက်ဝင်တယ်လို့ကွာ။အပိညာရင်းထိုးနေရ။အတော်ရတဲ့ချက်တာတီးတော့အိမ်နေရနေအမြန်လျှောက်လာပေါ့။တရဲမလည်း600ရာအားမရတဲ့ပုံပဲ။ပုတ်ကနေအတန်ကြာလို့အတော်ကြီးလည်းလှည့်ကြည့်လိုက်တော့မြေပေါ်မှာခေါင်းပြက်ကြီးကိုတော်ရတွေ့သွားတာ။ကောင်းမြတ်ကြီးကအတော်ကြီးကိုပြုံးပြုံးကြီးစိုက်ကြည့်နေတော့အတော်ကြီးခင်ဗျအဲ့ညမှာလည်းတတိလက်သွားလိုက်တာသူ့တမညာသူ့မိပြန်မလာသေးလို့လိုက်ရှာတော့မှအဲ့နောက်မှာပြန်တွေ့ရဟေ့ အတော်ကြီးသတိပြန်ရလာတော့ကြောက်လို့ဆိုပြီးရွာရဲအင်တိတ်မှာသွားတဲ့တော့တာပဲအဲ့ဒီဟာတို့ကြောင့်ရောက်မလာတော့ကွာသူလည်းအတော်ကြောက်သွားရှာပုံရပါတယ်ဟာဒါဆိုရင်ဒီတရမအတော်ဆိုးတာပဲကွာဆရာတော်ဖရာတော်ကဒီတရမနှင်ထုတ်တက်มาတယ်ကွာနှင်းတော့ခဏပဲကွာပြီးရင်ဒီတရမပြန်ရောက်လာတာပဲဖိုးရှုပ်ရဲ့အေးပါကွာငါလည်းသတိထားပါမယ်အေးအေးအေးခိုးရှုပ်လေဝက်ပုတတိပေးတာကြောင့်အပေါ်ပါတိုင်းဝက်ပုကို၎င်းကိုရင်လေးတွေကို၎င်းအဖို့ခေါ်သွားပါရယ်။ကြိုက်ပဲဖိုးရှုပ်ရဲ့စိတ်ထဲမှာတော့အဲ့တည်းရဲ့မှမကြည်နပ်ပါဘူး။ ညဘက်အလေးသွားချင်းအဖော်ရိအိတ်နေရာကြောင့်နှိုးရမှောက်လေအာနာတဲ့အတွက်အောင်းဤကနေခဲ့ရပါတယ်။အိတ်တခါရီကြောင့်ဖိုးရှုပ်ကအိတ်တည်းမောင်အညှို့ထားပါတယ်။ကပိယကြီးဟေးဖိုးရှုပ်လာလေကွာ။ကျုပ်ကပိယယူပြောစာရှိလို့ပါ။ဖာပြောမှလည်းဖိုးရှုပ်ရဲ့ပြောလေကွာ။ဒီလိုပါဗျာ။အိန္ဒနာအသီးဘက်မှာတည်းမောင်ရှိရဆိုဗျ။ဟေးမင်းအိတ်တည်းမောင်နဲ့တွေ့ပြီးသွားလားကွာ။မတွေ့ပါဘူးဗျာညဘအပေါ်သွားတာဒင်းကြောင့်ဒုက္ခများလုံးလို့ပါကပ္ပိယကြီးอ่ะအဲ့လိုဖိုးရှုပ်ကပြောတော့ကပ္ပိယကြီးကပြုံးပါတယ် ဘာပြောနာလဲဗျာကျုပ်မဒီတည့်ရမှာစိတ်ညစ်နေပါ යි ဆိုဗျာဖိုးရှောက်ကစိတ်ညစ်တဲ့ဟန်နဲ့ပြောတော့ငါပြောနာမင်းတို့သဘောကျလို့ပါဖိုးရှောက်ရဒီလိုကွာအဲ့တည့်ရမှာတခြားသူမဟုတ်ဘူးဟေ့တို့အခုဖုန်းကြီးเจ้าမြေနီအောင်လှူထားတဲ့တထင်းမကြီးကွာဘလို့အဲ့တည့်ရမှာတထင်းမကြီးဟုတ်လားကပ္ပီယာကြီးအေးဟုတ်တယ်အဲ့တထင်းမကြီးကဘာလို့ဆွဲလမ်းမျိုးမကျွတ်မလွတ်ဖြစ်နေတယ်လဲတော့မသိပါဘူးကွာဒါဆိုဒီတည့်ရမကြီးရှိနေဘလောက်ကြာပြီလဲဗျကြတော့ကြာပြီကွာအနှစ်30လောက်တော့ရှိလောက်ပြီကွာသူ့မသားသမီးတော့ရှိပါရဲ့ ကြိုင်မဲ့ဒီတထေးမကြီးဆုံးသွားကြရကသူတို့ပိုင်နဲ့လယ်ရီယာရီအိမ်တွေကိုရှောင်းပြီးတော့ရွာကနေအပီးပြောင်းသွားကြတာတို့ဖုန်ကြီးကလည်းတကမာကြီးကမကျွတ်မလွတ်ဖြစ်နေရသေးတော့အညာတန်းတော့ပေးဝေပါရဲ့သူကကျွတ်လွတ်ချင်မတန်သေးဘူးထင်ပါရဲ့ကွာကပိယကြီးရှင်ပြရဲခါမှာဖိုးရှုံမှာတယမကြီးဘွားရောက်နေတဲ့တထေးမကြီးကိုတနာသွားခဲ့ပါရဲနောက်ရက်ကြီးမှာတော့ဖိုးရှုံရေငါကမင်းပြောက်လို့လိုက်ရှာနေမြတ်ဒီတီးပိန်အောင်မှာမကြောက်မရွံ့နဲ့ဘာထိုင်လုံနေရလဲကွာ ဝပူတားဖိုးရှုပ်ကိုရှာမတွေ့ရကြောင့်လိုက်ရှာတဲ့အတွက်နောက်ဆုံးမှာတော့တရမကြီးရှိရဲ့တီးပင်အောက်ကိုဖိုးရှုပ်ကိုရှာတွေ့သွားခဲ့ပါရယ်။ဘာမှမလုပ်ပါဝပူရငါကလည်းမိဘမရှိတဲ့ကောင်ဟောရီအပင်ကတရမကြီးကလည်းငါလိုပဲဆိုတော့သူ့ဘဝတနာမိလို့ပါကွာ။ဟာဘာရီပြောနေရလဲဖိုးရှုပ်ရ။ तू ကတရမင်းရလူလေးကွာ။နောက်ပြီးတော့မင်းဘေးမှာမင်းရဲ့ဦးကြီးလည်းရှိရယ်ငါလည်းရှိညာပဲ။လာပါကွာတခြားမှာသွားထိုင်ကြအောင်။ဝပူကဖိုးရှုပ်ကိုဆွဲခေါ်ရခါမှာဖိုးရှုပ်လည်းအသာတကြီးပဲလိုက်သွားပါရယ်။ အရှိယာနဲ့ခတ်တုတ်တုတ်သွားနေတဲ့အမျိုးသမီးရဲ့ကြောပြင်ကိုဖွားမယ်စင်ဆိုင်ကြည့်နေကြတာပါအမျိုးသမီးရဲ့နောက်ကျော်မြင်ရပြီမလဲဝစ်စားစင်ရမှုကြောင့်တာမန်အမျိုးသမီးမဟုတ်မှန်းသိပါရယ်အဲ့အမျိုးသမီးကခြေလန်းကိုခတ်တတ်တတ်လမ်းပြီးဖုန်ကြီးကြောင့်တစ်ခုအတွင်ကိုဝင်သွားခဲ့ပါရယ်ဖွားမယ်စင်ရဲ့ခြေလန်းကမြေနဲ့တပွားမှမခွာပဲရက်ကြီးရွေသားနေခဲ့ပါရယ်အဲ့ချိန်မှာပဲအဲ့ချိန်မှာပဲနောက်စီကနေမယ်စင်သမီးစိုးရဲအတန်ကြောင့်ဖွားမယ်စင်အနောက်ကိုလှည့်ကြည့်မိရဲ့အခါမှာတော့ဆရာသခင် ဖွားမဲ့စင်နှုတ်ကနေထွက်သွားခဲ့ပါရယ်အစောသမီးတွေ့လိုက်တဲ့အမျိုးသမီးကိုသမီးကူညီရလိမ့်မယ်နော်အဲ့ဒီအမျိုးသမီးမှာဘာအခက်အခဲများရှိနေလို့လဲဆရာသခင်သူ့ဘဝကျလို့ဖွယ်ရန်အတွက်သမီးကူညီပေးမှရလိမ့်မယ်ကွကြကူညီပေးနိုင်လားဆိုကူညီပေးဖို့အဆင်သင့်ပါတော့ဖွားမေစိန်ပြန်ပြောတဲ့အခါမှာဆရာဖြစ်သူကပြုံးကားကောင်းညိတ်ပါရယ်ကောင်းမီချစ်သမီးဒီလိုဆိုရင်တော့ဖြင့်ရွာသိပ်ပါသွားပြီးတော့ဒီအမျိုးသမီးကိုကူညီပေးလိုက်ပါခွေစိတ်ချပါဆရာသခင်ကျုပ်သွားလိုက်ပါမယ်ဆရာသခင်ကိုမေစိန်ကြော့လိုက်ပါရယ် ဆိုကဘောမဲစိန်ကဆရာဖြစ်သူကိုကြောပါရယ်အသက်ရှိကြမှာပြီးခொနရတာသမီးတွေအကျုပ်ကိုဒီထက်မကတည်ပိုးနိုင်ပါစေချစ်သမီးဆရာဖြစ်သူကစုပေးပါရယ်ဘောမဲစိန်ကလည်းခေါင်းပြန်မောလိုက်တဲ့အခါမှာဆရာဖြစ်သူနေရာမှာပြောက်ွယ်သွားကဘေးပညာကိုရှောက်ဖွေးကြည့်လိုက်ပါရယ်မနက်မိုးလင်းတဲ့အခါမှာဘောမဲစိန်ကရင်နွေးကြမ်းလေးတောင်ရင်နဲ့သူ့ရဲ့ပြောင်မှုဖက်စလေးကြီးကိုဖွာရှိုက်နေခဲ့ပါရယ်ဆေးလိမ်ငွေတွေကတလူလူပြန့်နှံ့နေကြရမှာဖွာကျုပ်တို့ရောက်ပြီဗျ ဖွားမဲစိန်ထိုင်နေတဲ့ကုပစ္စည်းကိုမောင်တူတို့တံပြီးရောက်လာခဲ့ပါရယ်။ကဲရောက်ရင်ထိုင်လေကွယ်။ဟုတ်ကဲ့ဖွား။မောင်တူတို့လည်းကုပစ်ခင်မှာဝင်ထိုင်ကြပါရယ်။ကဲဖွားတို့ရေရွာသိရွာသွားမယ်ကွယ်။ရွာသိရွာသိကိုဘာကိစ္စများရှိလို့လဲဖွားရဲ့။အေးရွာသိမှာဖွားကူညီပေးရမယ်သူတယောက်ရှိနေတယ်သူစီကိုသွားကြမယ်။ဟုတ်ကဲ့ဖွား။ဒါဖြင့်ဘယ်တော့လောက်သွားကြမလဲ။အေးဖွားတို့ဖြင့်ခဏနေပြင်ဆင်ပြရမယ်သွားကြတယ်ကွယ်။ဖွားသွားမယ်ဆိုရင်လည်းသွားကြပါဗျာ။ကြွတ်ကြွတ်ဝစ်စားလေးပြီးထွက်လာခဲ့ပါမယ်။ အေးအေးအေးရွာသက်ကိုသွားကြမှာမို့မောင်တို့တို့လည်းအိမ်ကိုပြန်သွားကြပါရဲ့ဘွားမေစိန်လည်းရေမိုးချိုးဝက်စားလေးပြီးရင်တော့ကုတ်ပြက်ခင်မထိုင်ကသူ့ရဲ့လက်ဆွဲတော်တောင်ဝေးကြီးကိုအဝတ်တန်တန်လေးနဲ့တုပ်နေခဲ့ပါရဲ့အမေရွာသက်ကတိတ်မွေးဆိုတော့နေချင်းပြန်မလာမေမတိသေးပါဘူးအေးမပြောတတ်ဘူးမလာပြည့်ရင်တော့ကျွတ်တော်သားမီဘေးဝါးရမိပြိုင်းတို့အဖော်ခေါ်အိမ်လို့တော်ဝင်ပြောတဲ့အခါမှာဘွားမေစိန်မျက်ခုံးလှုပ်သွားပါရဲ့ညီရအဖော်ခေါ်အိတ်တာလား ရွာတင်းကိုစုပြောရလားမတဲခွဲပါဘူးအေးအမေမရှိတော့လို့ချာလုံးနေနေတော့ကြာတလားမိဝင်အော်အမေရေရွာသူအချင်းချင်းပဲစကားပါညာတော့ပြောတာပေါ့တော့အဲ့ဒါလှုပ်ချာလှုပ်တာမှမဟုတ်တာအိုးအေးလူများတော့စကားရှုပ်တဲ့ဟိုစကားဒီပိုဒီစကားဟုတ်ပေါ်ရင်းရံဖြစ်မှမြင်အောင်လုပ်ပါအေးတော်ပါပြီအမေရေဘသူ့ကိုမှခေါ်မသိတော့ပါဘူးကျွတ်တော့သားမိကိုဘသားပဲအိပ်ပါတော့မယ်တော့အေးအဲ့ဒါကောင်းတယ်တော်မင်းလေဖွားမဲ့စင်ကိုကြည်ကားပြုံးပါလေအဲ့ဒီအချိန်မှာပဲခြံရှရနေနွားငေါတန်လဲတန်နေတူး ဖွာကျွတ်တို့ရောက်ပြီပြုတ်ဆိုရဲမောင်အုံးရဲ့အတန်အဝါကြားလိုက်ရပါတယ်ကဲဟိုကလေးလာကြပြီအမေတို့တောင်းမယ်မိဝင် ဟုတ်ကဲ့အမေခ ्यू ဆိုင်အောင်နော်အေးအေးမိမလေးကိုလည်းအဲ့ခါနေဖျားကတော့ခိုင်မမေးနဲ့နော်ဟုတ်ကဲ့မိဖွာမယ်စိန်ကချီလွယ်အေးလေးကိုလွယ်ကတောင်းဝေးကိုမြေပေါ်ထောက်ကချန်ပီယံကိုထွက်လာခဲ့ပါတယ်တော်ဝင်းကလည်းအနောက်ကနေအတူတူလိုက်လာပြီကိုရောကျော်ရီတော်တော့အဖွာဆောက်ရှောက်ကြနော်အဲ့လိုမှကြပါရဲအရှိရလေဗျာဖွာတော်ကျုပ်တို့ပြန်ပြီးဆောက်ရှောက်နေရတာဗျာ ကြီးကမောကနဲ့မောင်တဝပြောတော့တိပါရဟဲ့ငါရွက်ပြောတာပါလန်ကီယူဆိုင်ကြဟေးရွာကိုပြန်လိုက်ဘူးတိနဲ့ကြတာချက်ကျွေးမယ်ငါချန်ရဘူးတိရလည်းခုလို့ရနေပြီဟဲ့ဟာကောင်းတာပေါ့အကြီးအားကဲမိဝင်အမေတို့သွားမယ်နော်တိုက်ပြုတ်အကြီးရဲ့ဖောင်းမယ်စိန်တို့လည်းတော်ဝင်းကိုနှုတ်ဆက်ပြီးရွာတစ်ကိုနွားလေးလေးနဲ့ထွက်လာခဲ့ပါရယ်ဟဲ့နွားအော်ပေကက်ကက်နဲ့မောင်တို့ကနွားကိုငါကချိန်လေးနဲ့တို့ကမောင်းပါရယ်မောင်ရဲ့ ရွာသက်ကဖုန်ကြီးကြောင့်ပဲကြာမှာကွ့ဟုတ်ကဲ့ဖွာဖွာမယ်စိန်တို့ကရွာသက်ရွာရဲ့ဖုန်ကြီးကြောင့်ကိုရောက်လာခဲ့ကြပါရဲ့ဖုန်ကြီးကြောင့်ဝင်နေကိုနွားလေးကိုမောင်းလာခဲ့ပါရဲ့ဟောတောင်ထုံးရအမေကြီးပဲကပ္ပယာကြီးကဖွာမယ်စိန်ကိုမြင်တော့နွားလေးအနီးရောက်လာခဲ့ပါရဲ့ဖွာမယ်စိန်လည်းနွားလေးဘွားနေဆင်လာခဲ့ပြီ ကပ္ပယာကြီးနေကောင်းပါရဲ့နော်ကောင်းပါရဲ့ဗျာအမေကြီးဆရာတော်စီကိုလာလာဗျအဲ့တလို့ပဲဆိုရမှာပေါ့ ဖားမဲစိန်နဲ့ကပ္ပရာကြီးတို့စကားပြောနေရတွေကိုမလန့်မကန့်မှရှိရဲမကြီးပေအောင်မှအဖော်ရည်နဲ့ဆောက်ကစားနေတဲ့ဖိုးရှုပ်တွေသားပါရယ်အဲ့ဒါတောင်ထွန်းရအမေကြီးကအဲ့ဒီအမေကအတော်လေးစွန့်နေလို့ပြောရဲဖိုးရှုပ်ရဲ့ဝက်ပူကအနားကပ်ပြီးပြောလိုက်ပါရယ်ဘာစွန့်တာလဲကွာအမေကြီးအရင်ဆုံးပါကြီးတယ်ကွာအခုတော့လူတွေကူညီပြီးတရေတွေနှိမ်နှင်းပေးနေတယ်သူလို့ပြောကြတယ်ကွာဟမ်တရေတွေကိုနှိမ်နှင်းနေဒါဆိုသူကဒီကိုဘာလာလောက်တာလဲဟိုသေးပြန်တထင်းမှယူလာနှိမ်နှင်းတာလားဝက်ပူအော်ဒါတော့ငါဘယ်သိမလဲကွာ လားအရောသူနာသွားရပြောနားထောင်ကြည့်ရအောင်ဖုန်းရှုံနေဝက်ဘူးလေဖွားမဲစိန်တို့အနီကိုရောက်လာကြပါရဲ့ဖွားမဲစိန်ကကပ္ပယာကြီးနဲ့စကားပြောရင်ဖုန်းရှုံတို့ပြုံးပြပါရဲ့ဖွားမဲစိန်ကိုကြည့်ရင်ဖုန်းရှုံတို့စိတ်ထဲထိတ်လန့်နေကြတာပါဒီဘက်မှာတရေပွားနဲ့နေရတဲ့တထေးမကြီးကိုရှင်းပြမှာစိုးရိမ်နေမိပါရယ်ဖိုးရှုပ်ရဲ့စိတ်ထဲမှာအဲ့ဒီတရေမကြီးကိုတနာကယူနာစိတ်တွေဖြစ်ပေါ်နေရှာတာပါအမေကြောင်းမတက်ရအောင်ကပ္ပယာကြီးကဖောင်းမဲ့စိန်တို့ကိုခေါ်တော့ပါရယ် ဖိုးရှုပ်သူကလည်းအသာလေးလိုက်သွားခဲ့ကြပါရဲ့။ဟောတကမာကြီးပါလား။တမဖျား။ဖောင်းမဲ့စိန်နဲ့မောင်သူတို့ကဆရာတော်ဖျားကိုအရင်ဦးဆုံးလက်အုပ်ချီကတော့ကြပါရဲ့။ဘာအကြောင်းများပေါ်လာလို့ရလာလဲတကမာကြီးရဲ့။ဆရာတော်ကမြည်တဲ့အခါမှာတပည့်တော်ရဲ့အကူအညီလိုအပ်နေတဲ့အမျိုးသမီးတယောက်စီကိုလာတာပါဖျား။ရွာရရလားဘသူများပါလဲ။တပည့်တော်ကူညီမှလူမဟုတ်ပါဘူးဖျား။ကျွတ်လို့ဖို့အကူအညီလိုနေသူပါဖျား။အော်ဖမတော်ပေါ်ပေါက်ပါပြီ။ ။တမတပည့်တော်အိမ်မက်အရာပြောရရင်တော့အဲ့ဒီအမျိုးသမီးဟာဟော်ရီဆရာတော်ရဲ့ကျောင်းဝန်းထဲမှာပဲရှိနေပုံရပါတယ်ဖေ။ဖွားမေစင်ပြောတဲ့အခါမှာဆရာတော်ရေမကဖိုးရှုပ်တူပါအံ့ဩသွားပါတယ်။အမေကြီးပြောတာတထင်းမကြီးတော်အုံးရင်များလား။ဒေါ်အုံးရင်သူကဘယ်လိုမျိုးလဲကပ္ပယာကြီး။တော်တချမ်းသူမဟုတ်ပါဘူးဟော်ရီကျောင်းရဲ့မြေနားလှူပေးခဲ့တဲ့တထေးမကြီးပါအမေဟုတ်တယ်တကမာကြီးရဲ့တထေးမရာတော်တော်လေးလေးချမ်းသာပါတယ်ဒီကျောင်းမြေကိုလှူပေးပြီးမကြပါဘူးစုံပါသားရှာတယ် သူခင်ဗျာအလူဒါနာကုသိုလ်တွေများပါရဲ့သားနဲ့ဘာလို့ဆွဲလမ်းပြီးမကျွလို့တလဲမသိပါဘူးဘလို့ပဲသူ့အတွက်ကုသိုလ်တွေလုပ်ပြီးလုပ်ပြီးဘဝမကူးနိုင်ရှာသေးဘူးတကမာကြီးရဲ့တင်မဖျားဒါဆိုရင်တော့တပည့်တော်ကုညာမယ့်အမျိုးသမီးဆိုတာသူပဲဖြစ်ပါလိမ့်မယ်ဖျားဝမ်းသာပါရဲ့တကမာကြီးရဲ့သူ့ဘဝဘလို့မှကျွလို့အမလုပ်ပေးနိုင်လို့ဖုံဖုံတို့လည်းစိတ်မကောင်းဖြစ်နေရတာအခုတော့တကမာရသူ့ကုညီမယ်ဆိုတော့သူ့အတွက်ဖုံဖုံဝမ်းသာမိပါရဲ့တင်မဖျား ိုအပ်တာရှိရင်ကပ်ပြာကြီးကိုပြောလိုက်တကမာကြီးတကယ်ဆောက်တော့တကမာကြီးလက်ကိုလွှဲနိုင်ပြီမို့လို့တကမာကြီးတင့်တယ်လို့စီစဉ်နိုင်ပါတယ်တင်မဖျားဆရာတော်ကအဲ့လိုမင်းပြီးရဲ့နောက်ဖောင်းမယ်စိန်တို့လေကျောင်းအပ်ကိုပြန်ဆန်းလာခဲ့ပါတယ်ကပ်ပြာကြီးထိုင်နေကြကုပစ်ခင်းလေးမှာထိုင်ကြရင်သူဒီမှာရှိရသေးကြပြီဆိုရင်ဖွားပါဆက်လုံးပါလေမောင်တိုးမိတဲ့အခါမှာဖောင်းမယ်စိန်ကသူ့ကိုခေါ်အောင်ပါဒါမှလည်းသူဘာကြောင့်မကြွလို့တလဲဆိုတော့အဖြေရှာနိုင်မှာကွ။ဖောင်းမေစိန်ပြောတဲ့အခါမှာမောင်တူတို့လည်းခေါင်းလေးတွေညှိကြပါရယ်။ကပ္ပယာကြီး သူနေတဲ့တပင်းစီကျုပ်တို့လိုက်ပို့ပေးပါဟုတ်ကဲ့မီကျုပ်လိုက်ပို့ပေးပါမယ်ကပ္ပရာကြီးကဘွားမဲစိန်တို့ကိုတရေရှိရဲ့တီးပင်းစီကိုခေါ်သွားပါတယ်ဒီပင်မဲအမီဘွားမဲစိန်ကတီးပင်းကိုတေချာကြည့်ပါတယ်ကျုပ်ခနေနဲ့อืมဒီပင်မနေတော့အောင်ရင်တင်ရခုကျွန်တော်ရှင်မတို့အရောက်လာခဲ့ပါတောင်ဝေးကိုမြေပေါ်တစ်ချက်ဆောင်ကအမိန်ပေးလိုက်တော့ဝပူဝပူဘာဖြစ်တာလဲဝပူကတကောလုံးခါရမီမြေပေါ်ကိုစောင့်ကြောင်ကြီးထိုင်ချလိုက်ပါတယ်ရောက်ပြီလား ဖွားမဲ့စိန်ကပြောတော့ဝတ်ပူကခန်းကိုနှိပ်ပြပါရယ်ကဲဒါဖြင့်လည်းပြောစမ်းပါဦးကွယ်ဘယ်နဲ့ကြောင့်ဒီဘွားကနေမကျွတ်လွတ်နိုင်ဖြစ်နေရတော့ဖွားမဲ့စိန်မီတော့အော်ဟစ်ပြီးငိုကြွေးပါရယ်ဝမ်းနဲ့လွန်းလွန်းငိုနေခြင်းဖြစ်တာကြောင့်ဖွားမဲ့စိန်အသာကြည့်နေကြတာပါကျုပ်ကျုပ်မှာသားလေးတယောက်ရှိတာအခုတော့ဘယ်စီဘယ်ဝယ်ရောက်နေမှမသိပါဘူးတော့ငိုရင်းမှပြောရှာပါရယ်ဆက်ပြီးတော့လေကျုပ်သားလေးကိုတင်ကန်းစီးပေးချင်တာကြောင့်တင်ကကျုပ်တေကနေ့ထိလက်မခံဘူးကျုပ်ဘဝမှာအလှူဒါနတွေလုပ်ခဲ့တလို့ဒီစိတ်နဲ့အသိမပြောင်းခဲ့ရတာပါတော့ ြောတဲ့အခါမှာဘွားမေစိန်ကလည်းတပြင်းလေးခြံရင်နဲ့ကြည်နေရှာပါရယ်စိတ်အစွဲကြီးလုံးလို့တယမဘွားနဲ့ဟိုအပင်ကက်ဒီအပင်ကက်နေရတဲ့ဘဝပါရှင်အေးဖွားလည်းညီကိုအခုလိုဘွားနဲ့ကြက်လို့ဖို့အတွက်လာကူညီတာပါဖွားဘက်ကဘာကူညီပေးရမလဲတာပြောအေးဖားမေစိန်ပြောတဲ့အခါမှာတရမတော်အောင်ရင်ကဖားမေစိန်ကိုမော့ကြည့်ပါရယ်။ကျုပ်အတွက်ရည်စူးပြီးကုသိုလ်ကောင်းမှုလေးလုပ်ပေးပါ။အမြတမ်းဝင်ကျုပ်နာမည်ခေါ်ပေးပါ။ကျုပ်ဒီဘွားနဲ့ကျုပ်လွတ်ချင်းတက်မီထင်မာရဲ့တော့ပြောရှာပါရယ်။ ဘိုးရှုပ်ခင်ဗျာတရမတော်အောင်ရင်ကိုကြည့်ရင်ကျုပ်ကိုရင်ဝတ်မဲ့အမေဒီအတော်ကြီးရဲ့တာကိုစားကျုပ်တင်ငန်းစီပါမယ်ဝင်းကပြောတဲ့အခါမှာတော်အောင်ရင်ကဘိုးရှုပ်ကိုကြည့်တယ်လို့အားလုံးရဲ့အကြည့်တွေကလည်းဘိုးရှုပ်စီကိုရောက်သွားကြပါတယ်ဘိုးရှုပ်ကောင်းလေးမင်းတကယ်ပြောနေရလားကပိယကြီးကမိတော့ကျုပ်တကယ်ပြောတာပါအတော်ကြီးမှာတာသမီတွေမရှိတော့တယ်လို့ကျုပ်မှလည်းမိဘတွေမရှိဘူးဗျဒါကြောင့်အတော်ကြီးရဲ့တာကိုစားကျုပ်တင်ငန်းစီမယ်ကပိယကြီးဘိုးရှုပ်ကထပ်မံပြောတော့ကောင်းပြီ တရားမောင်ရင်လေးလည်းကုသရတယ်လို့ဒီကအောင်ရင်လေးစိတ်အဆွဲတွေလွတ်ကဲနာပေါ့လေအဲ့ဒီမှာမောင်ရင်လေးကိုသင်ငန်းစီးပေးတယ်လို့အောင်ရင်အတွက်လည်းအများတန်းပေးဝေကြတာပေါ့ဖွားမယ်စင်ပြောရဲခါမှာတရားမတော်အောင်ရင်လေးဝမ်းသာသွားရှာပါရဲကျေးဇူးတင်ပါတယ်ကောင်းလေးရဲ့ကြီးကြီးကျေးဇူးတင်ပါတယ်ကွယ်ဖိုးလျှော့ကိုကျေးဇူးတင်စကားတွေအထက်ထပ်ပြောရှာပါရဲဒီလိုနဲ့တရားမအောင်ရင်အတွက်အလူတန်းလုပ်ပေးဖို့နဲ့ဖိုးလျှော့ကိုသင်ငန်းစီးပေးမယ်ကိစ္စကိုဆရာတော်နဲ့တိုင်ပင်ရပြန်ပါရဲဒီအတွက်တော့မပူလေးနဲ့တကမကြီးပုံပုံအားလုံးစီစဉ်ပေးပါမယ် ဆရာတော်ကမင်းလိုက်ပါတယ်အမှန်လေအဲ့အလူတန်းကိစ္စကိုဆရာတော်ကိုယ်တိုင်ဦးဆောင်ကလုပ်ပေးတဲ့အတွက်ရွာသက်ကလူကြီးတွေလည်းပါဝင်ကူညီကြပါတယ်တေးမကြီးတော်အောင်ရင်အတွက်အလူတန်းတွေလုပ်ပေးပြီးရဲ့နောက်ဖိုးရှုပ်ကူကရုံးရိတ်ကသင်ငန်းစီပေးကြပါတယ်ပြီးရဲ့နောက်တော်အောင်ရင်အတွက်ရည်စုကရည်ဆက်ချပြီးအညာတန်းတွေပေးဝေကြပါတယ်တေးမကြီးတော်အောင်ရင်အတွက်အလူတန်းတွေလုပ်ပေးပြီးရဲ့နောက်ဖိုးရှုပ်ကူကရုံးရိတ်ကသင်ငန်းစီပေးကြပါတယ်ပြီးရဲ့နောက်မှာတော်အောင်ရင်အတွက်ရည်စုကရည်ဆက်ချပြီးအညာတန်းတွေပေးဝေကြပါတယ် ဥကံလေတဖြစ်သူဖို့ရှော်လေးကိုကြည်ရင်ဝမ်းသာနေရှာနေတယ်လို့တရမတော်အရင်ကလေတာရုခော်ကကျွတ်လွတ်သွားရှာပါတယ်။ဖာတော်အရင်ကျွတ်လွတ်သွားလောက်ပါပြီနော်။မောင်တိုးကမိတော့ကျွတ်လွတ်ရုံနဲ့မကသူ့ရဲ့စိတ်ဆန္ဒလေးပြေဝသွားရှာပါတယ်ကွယ်။ဖားမဲစင်ကဖြေလိုက်ပါတယ်။အဲ့နော်ဖားမဲစင်တို့လေလာရင်ကိစ္စပြီးဆုံးသွားပြီမို့လို့တောင်ထွန်းရွာကိုပြန်လာခဲ့ကြတယ်လို့ဖို့ရှော်လေးကလေကိုရင်ပွားနဲ့ဘုန်းကြီးကြောင့်မှကြံ့ရင်ခဲ့ပါရော။ ဟုတ်ကဲ့ပါရှင်ဒီနေ့တက်ဆက်ပြီးသွားတဲ့ဇလန်းလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လေးမယ်လို့မျှော်လင့်မိပါရယ်နောက်ပြတွေ့မှာလေးကြန့်ရှိနေသေးတဲ့အပိုင်းဇလီလေးကိုစဉ်စားမပြတ်တက်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နားဆင်ဖို့လည်းမမေ့ကြပါနဲ့ဦးနော်နားဆင်ရပြီးကြတဲ့ပရိသတ်အူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူပဲတင်ရှိပါရယ်ရှင်